နှံကောင်ကလေးကຫນွေဦးကိုစောင်းတယ်လို့ကန်းကောင်ပွင့်လေးကຫນွေဦးကိုစောင်းတယ်လို့ကောက်သစ်စားပွဲလေးကຫນွေဦးကိုစောင်းတယ်လို့တခုခုကိုစောင်းနေရတာကြာပြီဆူတောင်းပြည့်တယ်ဆိုတာကြားပဲကြားဘူးလားတခါမှမကြုံဘူးဘူးဟုတ်တယ်မလားဆူတောင်းမပြည့်တာတွေကြားတော့ကြားလဲကြားရ ကြုံလဲကြုံရ။နှွေဦးကိုမဆောင်တော့ပဲကြွေကြပစ်လိုက်တဲ့ပွင့်ချက်တွေအများကြီးတွေ့။နှံကောင်လေးလဲပုံးနေတယ်။ကောက်တဲ့ဦးလဲမီးရှို့ခံလိုက်ရတယ်။အချိန်မှန်နှွေဦးဟာဒီတစ်ခါအတော်ကြာတယ်။စောင့်နေကြရ။ငါတို့စောင့်နေကြရတာ။ မျက်စိပွကြည့်တော့မီးလောင်ပြင်ကိုတွေ့တယ်မျက်စိမှိတ်လိုက်တော့နတ်ဘုံနန်းနန်းကို တွေ့တယ်မျက်စိမှိတ်ပြီးပဲနေလိုက်တော့တဲ့အကိုရဲ့တဲ့ကျမပြေးလို့မှမလွတ်တာတဲ့စိုးတဲ့သူတွေစိုးတာလည်းမပြောနဲ့ကောင်းတဲ့သူတွေကလည်းဝင်မှမတားတာဘူးမေဖွားကြီးအမြဲပြောသလို့ ဘသူဝင်တားမလဲလို့စောင့်နေရတာနဲ့အထိခိုက်ကအတော်များနေပြီ။နှွေဦးဟာပုံမြင်လားလို့ကန်းကော်ပွင့်လေးကမေးရော်မယ်။နှံကောင်လေးကမေးရော်မယ်။စောင့်နေရတာပင်မန်းနေတခုခုကိုစောင့်နေရတာကပိုပြီးမှပင်မန်းနေနှံကောင်လေးလည်းပင်မန်းနေကန်းကော်ပွင့်လေးပင်မန်းနေ လွမ်းလို့ပါကွယ်အတိတ်ကအချစ်တွေတပွင်းနှစ်ပွင်းလောက်ရရင်အိတ်ထဲထည့်ခဲ့ပါအောင်ကွယ်ငယ်ဘဝကိုပဲ ပြန်ရောက်ခြင်းနဲ့ကဘာလို့နောက်ပြန်လက်ညှိုးထိုးရတဲ့ဘဝတွေကွယ်ငငယ်ကဓာတ်ပုံလေးကိုပြန်ထုတ်ကြည့်တော့ကြည်လင်အေးများလို့အတိတ်ဟာအဟောင်းဆိုင်တန်းကစာအုပ်လိုတစ်လို့ အနာဂတ်ကတော့ VPN ခံထားတဲ့အင်တာနက်လို့တစ်ဖက်မှာနေဝင်ရင်တစ်ဖက်မှာနေထွက်မယ်တစ်ဖက်မှာကမ်းပြိုတော့တစ်ဖက်မှာတောင်ထုံးမယ်ဘယ်ရက်မှာနေထွက်ပြီးဘယ်ကမ်းမှာတောင်ထုံးနေတယ်လဲကမ်းကောအပွင့်ဖူးတွေမခူးချနဲ့တော့ညီမလေးနှံကောင်လေးကိုလည်း ဖမ်းမထားနဲ့တော့မြမလေးနှံကောင်လေးလဲမောဟိုက်နေပြီကန်းကောဖူးတွေလဲနွမ်းလျရနေပြီကဘာဟာဒိုးအရက်မှာပိုများစောင်းနေသလားကွယ်တန်တရာဝတ်ဟာတပတ်ပြည့်ဖို့အတော်စောင့်ရတယ်တခုခုကိုတစောင်းစောင်းနဲ့အပင်အောက်မှာလဲအကျွေ၆တွေကဖွေးဖွေးလှုပ်လို့နှံကောင်လေးကိုလဲ အတိမပေးနေတော့ခန်းကောအပွင့်တွေကိုလည်းတတိမပေးနေတော့သူတို့အတွင်းနဲ့သူတို့စောင့်နေပါသေးလေမျောလင်ခြင်းဟာရှင်သန်ခြင်းရဲ့အတိတ်ပဲမလားဒီလိုပါငါတို့အားလုံးဟာတစ်ခုခုကိုအတိတ်ပဲရှိရှိစောင့်နေခဲ့ကြတာပဲမလား